မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံမြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာထိုင်းနယ်ဆက်ကရင်ပြည်နယ်မြရီမြို့နယ် KK ပတ်ရှိကြားဖြန့် online ငွေလိမ်လုပ်ငန်းလုပ်တဲ့အဆောက်အအုံတွေကိုဖောက်ခွဲဖျက်ဆီးနေတာမှာနိုဝင်ဘာလ9ရက်နေ့ကထိုင်းနိုင်ငံဘက်အချမ်းမဲဆောက်မြို့နယ်ရှိမဲကုကျေးရွာနယ်ထိုင်းရွာသားတွေရဲ့နေအိမ်6လုံးထိခိုက်မှုရှိခဲ့ပါတယ်ကြဖြန့်အဆောက်အုံတွေဖောက်ခွဲဖြက်စီရမှာထိုင်းနယ်ဇက်နဲ့နှိကနေတဲ့အတွက်ထိုင်းစစ်တပ်ကနေစောင့်ကြည့်နေပြီး ထိုင်းပြည်သူတွေအထူးသဖြင့်တက်ကြွရုံနဲ့နှလုံးရောဂါသမားတွေအတွက်အဆင်မပြေတဲ့အတွက်ခက်လန်းလန်းမှဖောက်ခွဲဖို့နဲ့ထိုင်းဘက်ကိုမထိခိုက်အောင်ဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်စီတပ်နဲ့ကရင်နယ်ကြားစောင်းတပ် BGF ကအရင်ကသူတို့ကာကွယ်ဆောက်ရှောက်ပေးခဲ့တဲ့ကြားဖြန့်လုပ်ငန်းအဆောက်အုံတွေကိုဖောက်ခွဲဖျက်ဆီးပြနေတာမှာအဆောက်အုံ33လုံးလောက်ဖောက်ခွဲပြီးသွားပြီလို့မြရီဒေသခံသတင်းတောက်ကပြောပါတယ်ခင်ဗျာ။ အနာတေးမြန်မာစစ်တပ်ဟာတရုတ်စီကနေဝယ်တဲ့ Y820 နဲ့ရုရှားစီကဝယ်တဲ့ MI38 သုံးစီးကိုတပ်တော်ဝင်ကြောင်းနွေဘာလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါဗါးစစ်တပ်ကဗာကြောင့်လေတဲ့အင်အားကိုအရေးတကြီးဖြစ်တင်းနေရပါဗါးစိုးသူအောင်တင်ဆက်ပေးထားပါရခင်ဗျာမြန်မာစစ်ကောင်မရှင်တပ်ဟာတရုတ်နိုင်ငံထုတ်အလက်စာတေယူပို့ဆောင်ရေးလေယာဉ် Y820 နဲ့မြန်မာနိုင်ငံမှာမရှိသေးတဲ့ရုရှားထုတ် MI38 ရဟန်း3စင်းစစုပေါင်း5စင်းကိုအသစ်ထုတ်ပြလာပါတယ်။နိုဝင်ဘာ9ရက်နေ့ကနေပြည်တော်လီတက်စကန်မှာအဲ့ဒီလေရင်နဲ့ရဟန်း5စင်းကိုတက်တော်ဝင်ခဲ့တာဖြစ်ပြီးအာနာသိန်းစစ်ကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင် ကိုရိုင်တက်ရောက်ခဲ့ပါတယ်။စစ်ကောင်မရှင်တက်ကကွန်ကြားစရိတ်တတ်တာတဲ့ Giant Copter Paramotory Drone တွေနဲ့ဘုံကျဲလို့ရပြီမဲ့ဘာကြောင့်လေသက်အင်အားကိုဖြည့်သိမ်းနေရလဲဆိုတော့ကိုစီရကအခုလိုပြောပြပါဗျာ။ ဒီတိုက်ခိုက်ရေးမှာ drone တွေအရင်အသုံးလာတာအောင်မြင်နေဆိုပေမဲ့လည်းဒီရိတ်ခါပို့ဆောင်ရေးတွေလူအွှေပြောင်းတွေမှာ drone တွေနဲ့လုပ်လို့မရဘူးဒီလင်းရင်တွေနဲ့လုပ်ရတာပေါ့နော်ဒီပြီးခဲ့တဲ့တက်တုံညာနှစ်ခုမှာတက်ကလုံးဝပြတ်လို့နေပါဖြစ်တယ်ကျလို့နေပါတချို့မျိုးတွေလုံးဝကျတော့မယ်အခြေတချို့စကန်တွေရိတ်ခါခဲရန်မပို့နိုင်ကျတော့မယ်ဆိုတဲ့အခြေအနေတွေမှာဒီလင်းရင်တွေချောက်မယ်သူတို့အသက်ဆက်နိုင်ခဲ့တာပေါ့နော်ဒါကြောင့်မလို့သူတို့ကလေတက်ကိုလေတက်ခက်အားသာချက်ကိုသူတို့တည်တယ်တည်တဲ့အတွက်လေတက်ကိုပို့ပြီးတော့ဟိုပိုင်းအင်အားဖြည့်တာပါဗောနော် အခုဆိုရင်အသစ်ဖြည့်သင်းလိုက်တဲ့ Y8 F200W နဲ့ MI38 တွေကဘလို့အသုံးဝင်နိုင်တာပါလဲ။ Y8 တည်ယူပို့ဆောင်ရေးလေယာဉ်ကိုတော့တရုတ်နိုင်ငံကထုတ်လုပ်ပြီးလေယာဉ်ပြေးလည်ကောက်ကောက်မရှိတဲ့နေရာတွေမှာပါဆင်းသက်ပြန်တန်းနိုင်ပါတယ်။အင်ဂျင်လေးလုံးတက်လေယာဉ်ဖြစ်ပြီးတော့ပြင်းပြအားဖြင့်တနာယီကို950ကီလိုမီတာကုန်လေးချိန်20တန်ဝန်းကျင်နဲ့စစ်သားအနေနဲ့ဆိုရင်တော့အယောက်100ကျော်အထိတင်ဆောင်နိုင်ပါတယ်။ မြို့ခွဲပေါင်း30နီးပါးရှိတဲ့ဝိုင်းအိတ်တွေဟာလုံခြုံစိတ်ချရမှုအပိုင်းမှာအားနည်းချက်တွေရှိတယ်လို့နိုင်ငံတကာလေကြောင်းကျွမ်းကျင်သူတွေကဝေဖန်ထားသလို2018ခုနှစ်မှာဒဇင်းပြတ်ကျ2019နဲ့2024ခုနှစ်တွေမှာပြေးလန်းချော်တဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်။တန်ဖိုးအနေနဲ့ကတော့ဝိုင်းအိတ်ဒဇင်းကို American Dollar 10တန်းကနေတန်40အတွင်းရှိနိုင်ပြီးရုရှားနိုင်ငံထုတ် MI38 သုံးစင်းပေါင်းတန်ဖိုးကတော့ယူရိုတန်း60ဝန်းကျင်ဖြစ်တယ်လို့သိရပါတယ် အမိုင်းတသည်အိတ်ကတော့မြမစစ်တပ်မှာမရှိသေးပဲအခုမှပထမဆုံးရောက်လာတဲ့ရဟန်းရင်တွေဖြစ်ကအကြမ်းဖျင်းအနေနဲ့ဆိုရင်အမိုင်းဆမ်တင်းထက်နှစ်ဆပို့ပြီးတော့တည်ယူပြန်တန်းနိုင်တဲ့အကြောင်းစီဒီယန်အရာရှိတွေကပြောကြပါဗျ။နောက်တစ်ခုကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီຫນွေဥကာလမှာပေါ့နော်ပြစ်ချနိုင်ခဲ့တဲ့ရဟယင်နေလေရင်နေအစီး20လောက်မှာຢာနှုံးအဖြစ်ဆိုရင်ဒီတည်ယူပို့ဆောင်ရေးလေရင်ဒီပြက်ကြသွားတဲ့ຢာနှုံးကလည်းထက်ဝက်လောက်ရှိတယ် ဲ့တော့သူတို့အလင်းစလုံးလိုနေတာအခုနောက်ပိုင်းမှာဒီဒီတိမ်ဖို့ဆောင်ရေးပေါ့နော် transportation ကဏ္ဍအဲပြီးရင်သူတို့အခုနောက်ပိုင်းပေါ့နော်စစ်တီတွေညီးသွားလေရှိတဲ့ချင်းညာတော်ကြီးနဲ့သွားရတယ်ဟိုရွှေဒီရွှေရတယ်ရိတ်ခါတွေထမ်းရတယ်ခဲရန်တွေထမ်းရတယ်ဆိုတဲ့အနေထားသူတို့တိုက်ဆက်ကိုအဟံအတားဖြစ်စီတယ်ဒါကြောင့်သူတို့ဒီတည်ယူဖို့ဆောင်ရေးပေါ့နော်တည်ယူဖို့ဆောင်ရေးဟာကိုသူတို့ညံ့ညံ့ဆန်းဆန်းလှုပ်ချင်တဲ့သဘောမြန်မာနိုင်ငံအနှံ့ကတချို့နေရာတွေမှာ PDF နဲ့တိုင်းသားလက်နက်ကင်တွေကပိတ်ဆို့ထားစေမျိုးတွေရှိတာကြောင့် အာနာသိန်းစစ်တပ်ကသူတို့အတွက်အသာစီးရမယ်၊လေရင်တွေကိုဖြစ်တင်းနေတာလို့ MDS ဆိုင်ရဲ့တာဝန်ရှိသူကလည်းထောက်ပြပါရယ်။အခုလိုမျိုးစစ်တပ်ကလေချောင်းအင်အားဖြစ်တင်းနေချိန်တော်လိုင်းတက်တီဘက်ကလေချောင်းရံကိုမကာကွယ်နိုင်သေးတဲ့အာဏာချက်ကြောင့်ထိန်းချုပ်ထားတဲ့မျိုးတွေကို ရေရှည်ဆက်ပြီးထိန်းဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်တဲ့အကြောင်းလီဒါစီရီယန်တွေစီကသိရပါရယ်။တစ်ဖက်မှာလည်းဆက်အာနာသိမ်းပြီးနောက်ပိုင်းပြက်ကြပြစ်ချခံရတဲ့ စစ်လျင်နဲ့ရဟရင်အစင်း20ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာ9ရက်မှာထုတ်ပြန်ထားပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ကရင်ပြည်နယ်မြောက်ရီ KK ပတ်ကြားဖြန့်လုပ်ငန်းကနေထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသားတွေကိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်သွားမဲ့ကြောင်းအစိုးရသတင်းရင်းမြစ်ကိုကိုးကားပြီး New Delhi အခြေစိုက် NDTV သတင်းမှာနိုဝင်ဘာလ9ရက်နေ့ကဖော်ပြပါဗျာ။ ကေကေပါကြားဖြန့်လုပ်ငန်းကနေထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသားတွေတဲကအယောင်၂80ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့လေရင်ခွင်းကတဆင့်အိန္ဒိယစစ်ဘက်လေရင်နဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့မှာပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီအိန္ဒိယနိုင်ငံသားတွေဟာမြရီမြို့တောင်ဘက်ကေကေပါကမှာစီးနင်းမှုတွေနောက်ပိုင်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပါတယ်။ ဖက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသားအယောက်၄၀၀ကျော်လောက်နေရပ်ပြန်နိုင်ရေးအတွက်ထိုင်းအခြေစားအိန္ဒိယတန်ယုံတာဝန်ရှိသူတွေနဲ့ထိုင်းဌာနဆိုင်ရာတွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပြင်အဲ့ဒီအိန္ဒိယနိုင်ငံသားတွေဟာမြောက်ရီကနေထိုင်းနိုင်ငံဘက်ကိုတရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတာကြောင့်ထိုင်းအာဏာပိုင်တွေကိုဒဏ်ငွေပေးဆောင်ခဲ့ရကြောင်းလဲသတင်းရှင်းမြစ်တွေကပြောပါရယ်ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာအိန္ဒိယနိုင်ငံသားတွေစီကနေ အီလက်ထရောနစ်ပစ္စည်းတွေမိုဘိုင်းဖုန်းတွေနဲ့နိုင်ငံကူးလက်မှတ်တွေကိုလည်းတင်ဆက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ ကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ